ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဗာမီဟော်ရာ channel လေးကနေစေဝင်စားပွဲတဲတဲ့ရင်ပူပြည့်ရမဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့အချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်။သုံးကဝေးအောက်လန်းတွေကိုအဆင့်တက်ပြီးတော့ကြံတော်တင်းချင်းသောကာလီပိုင်းနဲ့တွေ့ခဲ့တဲ့ညာလို့မြည်ရတဲ့စေဝင်စားပွဲတဲတဲ့ရင်ပူဗရာလောကပြည့်ရမဇလန်ကောင်းလေးကိုတင်ဆက်ပေးမှဖြစ်လို့ ခံစားနှောင့်ရှင်အားပေးကြပါဦးခင်ဗျာကျန်တော့တင်းငိမ့်ဆောင်နဲ့တွေ့ခဲ့တယ်ညာဒီဇလန်ရဲ့အဓိကတရားခန့်လို့ပြောရမလားဇက်ကောင်လို့ပြောရမလားမသိတဲ့သူကတော့ဇေယနိုင်နဲ့ဖြိုးမြင့်ဝေတို့နှစ်ယောက်ပဲဖြစ်ပါတယ်ဒီဇလန်ရဲ့အဖြစ်ပြက်ကတော့နှစ်ပေါင်း40ကျော်ကဖြစ်ပွားခဲ့တဲ့ဖြစ်ရမှာတခုပါအဲ့ဒီခေတ်တုန်းကကျန်တော့တင်းငိမ့်ဆိုရင်မသိတဲ့သူမရှိအောင်ထင်ရှားလာပါတယ် စံကြောင်းကြည်မြတိုင်းအလုံးနဲ့ပြည်လန်းစားတဲ့ရန်ကုန်နောက်ပိုင်းကလူတွေအားလုံးသိဆုံးပြီဆိုရင်ကျန်တော့တင်းကြိုင်းမှာအတူပါချာချာရပါတယ်စံကြောင်းမှာနေတဲ့လူများစုဟောင်းရုပ်ရှင်မင်းသမီးမင်းသားတွေလို့ကျန်တော့မှာအတူပါချာပြီဆိုရင်ကိုနေတီတီမတီတီကျန်တော့တင်းကြိုင်းကို အရောက်သွားပြီးတော့ရုပ်ရှင်တရုပ်ဆောင်များကိုတွားကြည့်ကြတပါတယ်အထူးသဖြင့်တွားကြည့်တဲ့လူတွေကတော့ကလေးတွေနဲ့လူပြိုပေါက်အွယ်တွေကများပါတယ်ကျန်တော့တင်းကြိုင်းအနေမှာ နနတော်ရက်ကွက်ဟန္တာဝရီဘုဒ္ဓဝိလူဝင်းရက်ကွက်စတာတွေရှိပါတယ်။အဲဒီတော့ကကြံတော်သင်္ချိုင်းတွေမှာအနာကြီးယောဂတဲ့တွေတတောင်းစားတွေကတဲထုပြီးတော့နေကြတယ်။အကြောကြောတဲ့သူတွေကလည်းညနေဆောင်ပေါင်းသင်္ချိုင်းတွေမှာအကြောကြောကြတယ်။ကြံတော်သင်္ချိုင်းဟောင်းနေဘက်မှာလူတွေစီကားသလောက်ညဘက်မှာတော့လေပင်အိုကြီးတွေအုတ်ကူဟောင်းနေတဲ့ကြောက်စရာကောင်းပါတယ်။ကြံတော်သင်္ချိုင်းမှာတရေ၆တဲဆိုပြီးတော့ တချို့ကပြောကြတယ်တချို့ကလည်းဟန်တော်ဝရီအနီးမှာကောင်းမီချုံနဲ့ကလမတည်းရဲ့ကလမဲကြီးကိုပြပြပြီးတော့ခြောက်တည်းတချို့ကပြောတာကလည်းအဲ့ဒီတည်းရဲ့မကနည်းနည်းတော်လေးကထွက်လာသလိုလိုပြောကြပါတယ်ဒီလိုနဲ့တင်းကျိုင်းတဲ့တည်းရဲ့တည်းရဲ့နဲ့တင်းကျိုင်းကတော့လုံးချပတ်လဲနေတဲ့သကဝိုင်းတစ်ခုလိုဖြစ်နေပါတယ်ဇီယာနိုင်ဆိုသူကတော့ထူးဆန်းတဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားသူဖြစ်ပါတယ်ပြုံးမြင့်ဝင်တဲ့တည်းရဲ့ကွက်ထဲနေတဲ့ စံကြောင်သာဆစ်စင်ဖြုံမြင့်ဝေရဲ့ဦးလေးကတော့ဘုသူတ္တဆုံးနေတဲ့ကြောင်စီရတယောက်ပါဇေယနိုင်နဲ့ဖြုံမြင့်ဝေဟာဝိဇာနဲ့သိပ္ပံတက္ကသိုလ်ဓာတုဝေဒအဓိကဒုတိယနဲ့ကြောင်သားများဖြစ်ကြပါလိမ့်သိပ္ပံကြောင်သားများဖြစ်ပြီးတရေဆိုတာတကယ်ရှိမရှိကိုပို့ပြီးတော့စိတ်ဝင်စားကြပါလိမ့်ဖြုံမြင့်ဝေရဲ့ဦးလေးကလည်းဇေယနိုင်နဲ့တွေ့တိုင်းမင်းတို့ကသိပ္ပံကြောင်းသားတွေဆိုတော့လက်တွေ့ပြမှာယုံမဲ့သူတွေပဲ တကယ်တော့30ပုံပါပိတ်တာပုံဆိုတာရှိတယ်ပိတ်တာပုံဆိုတာသစီတရေတပတ်မှင်းစာမြေဖုတ်စတာတွေပါဝင်တယ်တရေတပတ်ကလူတွေနဲ့တွေ့ပြီဆိုရင်ခြုံနှက်တတ်တယ်တချို့လူတွေကတရေခြောက်ခံရပြီးတော့အကြောက်လွန်ပြီးမူးမေ့သွားတာမျိုးတွေဖြစ်တတ်တယ်မြေဖုတ်ကတော့ကလေးတငယ်တွေကိုညံ့ညံ့ငိုအောင်ဖမ်းဆတတ်တယ်အဲဒါဆိုရင်ခေါ်တာပြည့်ရတယ်ဦးလေးပြောတာကတော့ရောဦးကြောင့်ဘုန်းကြီး ကိုဇဝနာဟောတဲ့အတိုင်းပါပဲဒါပေမဲ့ကျွန်တော်တို့ကတရက်ကိုကိုယ်နိုင်တွေ့ဘူးကျင်တာဗျတရက်ဆိုတာယုတ်ကျန်းတဲ့ယုံတို့နှစ်မျိုးရှိတာဟုတ်လေယုတ်ကျန်းတဲ့ယုံတို့ဆိုတာဘယ်လိုလဲဗျကျွန်တော်တို့မသိတော့ရှင်းပြပါဘူးအေးဦးလေးရှင်းပြမယ်ယုံတို့ဆိုတာကတော့ဥပမာမောင်စမ်းမောင်တည်သွားပြီးတရက်ဖြစ်နေတယ်ဆိုပါတော့ကွာသူရဲ့တရက်ဘောကယုတ်ကအလွင့်ကိုအယုတ်ဆိုးတယ်သူရဲ့အလွင့်အယုတ်ဆိုးတဲ့ယုတ်ကိုပြရင် မောင်စမ်းမောင်မှန် ူအမျိုးသူ့ရဲ့မိဘတွေကသိမှာမဟုတ်ဘူး။မောင်စံမောင်ကလည်းသူ့ရဲ့ဆွေမျိုးမိဘတွေကိုအမြဲတမ်းပြေးပြေးဖို့ပြောမယ်ဆိုရင်လူဘွားကမောင်စံမောင်ရဲ့ရုပ်ကိုဖန်ဆင်းပြီးတော့ပြရတယ်။အဲဒါကိုယုံနူလို့ခေါ်တယ်။အဲဒီတော့မှသူ့မိဘဆွေမျိုးတွေကမလန့်မှာပေါ့။သူတို့ကအဲဒီလိုဖန်ဆင်းနိုင်တဲ့ကမ္မစိတ်တွေတကူရှိကြတယ်။ရုပ်ကျန်းဆိုတာကတော့အခုတည်ရဲ့ဘွားကကြောင်မဲ့ဖွေရရုပ်ကိုပြောတယ်။လူတွေကိုကြောက်အောင်လန့်အောင်ချုံလန့်တာမျိုးဆိုရင်ယုံကျင်းနဲ့ချုပ်ကြတယ်။ ယုံနုနဲ့ချောက်လို့ကတော့ဘယ်သူကကြောက်မတော့ကွယုံစိုးစိုးနဲ့ချောက်မှကြောက်မှာပေါ့ဟုတ်ကဲ့သိပါပြီဦးလေးဒါနဲ့သင်ချိန်မှာသိရရှိသလားဦးလေးရှိရပါဘောကွဒီရေဒီအချုပ်ကသင်ချိန်ဆောက်ပေါ့ကွသင်ချိန်ဆောက်ဆိုရင်မဖဲပါလားအေးမြမယူဆကတော့သင်ချိန်ဆောက်ဆိုရင်မဖဲပါပဲပေါ့ဒါပေမဲ့ကျွန်တော်သင်ချိန်မှာဆိုရင်တော့သင်ချိန်ဆောက်ကကာလီပါရိုက်တဲ့ အဲ့ဒါဦးလေးကဘာသူပြောတော့ဗျငါရဲ့ဆရာဖြစ်တဲ့ကံမီယာဆရာတယောက်ကပြောတာပေါ့ကွာသူတို့ကဘယ်နေရာမှာနေကြတော့ဦးလေးကနေရဲပင်မှာနေတာပေါ့ဦးလေးကျွန်တော်တို့အသက်20ပြည့်တော့မယ်နေရဲပင်ဆိုတဲ့ပင်ကိုတခါမှမကြဘူးပါဘူးဗျာခက်တော်တာကိုကွာနေရဲပင်ဆိုတော့ဘယ်ရှိပါမလဲဒါကကံမီယာခွန်နဲ့ခေါ်တာကွာဒါဆိုနေရဲပင်ဆိုတော့ ဘယ်လိုလဲပြောပါအောင်ဗျကျန်တော့တင်းငယ်တွေကနေရဲပင်ဆိုတာကတပင်းတွေအလုံးထက်ပိုကြီးတဲ့အပင်ပဲပေါ့ကိုကိုပင်တို့ညောင်ပင်တို့လည်းဖြစ်နိုင်တယ်အပင်တွေကအကြီးဆုံးနှစ်ချုပ်ပင်ကိုနေရဲပင်လို့ခေါ်တယ်ကျန်တော့တင်းငယ်တွေမှာဆိုရင်တော့အဝင်ဝါနာကကိုကိုပင်ကြီးဟာတင်းငယ်တွေမှာရှိသည်မြပင်းတွေထက်အကြီးဆုံးပဲအဲ့ဒီပင်ကိုနေရဲပင်လို့ခေါ်တယ်ဒါဆိုအဲ့ဒီကိုကိုပင်ကြီးမှာကာလီဘိုက်ကနေတာပေါ့ဟုတ်လားဦးလေးဒါပေါ့ကွာ ဒါဆိုရင်အဲ့ဒီဘင်မှာကာလီပိုက်နေတယ်ဆိုတော့ဘလူတက်တွေပြမလဲဗျ။ဟာတက်တွေပြရအောင်ငါနဲ့ကာလီပိုက်ကတငယ်ချင်းမှမဟုတ်တာ။အာဒါတော့ဒါပေါ့ဦးလေးရေကျွန်တော်တို့လည်းတရေဆိုတော့ကိုတွေ့ဘူးကျင်တာပေါ့။အေးတွေ့ဘူးကျင်နေဆိုရင်လက်ခံနေတွေ့မတွေ့တော့မသိဘူး။ဒါပေမဲ့လာပြီးညနေမှာစုံမတွေကနွားရဲ့အသေးဆုံးဦးဆုံးနဲ့လာပြီးတော့တင်းမြှောက်ပြီးပညာတက်ကြတယ်။အဲ့ဒီကမှတင်းချင်းဆောင်ကကိုထင်ပြတ်တဲ့တယ်။ကိုထင်မပြရင် သူတို့ရဲ့ပညာမှာအောင်မှုတဲ့ဒါဆိုကာလီဘိုက်ကိုတွေ့ရအောင်လာပြင်းနေညာတိုင်းကြံတော့ကိုသွားပြီးစောင့်အောင်မလို့ဖြစ်နေပြီဒါနဲ့ကာလီဘိုက်အကြောင်းကိုပြောအောင်မယ်ဟုတ်လေပြောပါ ကာလီဘိုက်ရဲ့ယုတ်ကယုတ်ချမ်းကြီးတဲ့တချို့ဆုံးမတွေတောင်းသူကိုတွေ့ပြီးလန့်ဖြတ်မိလေသွားတတ်တယ်တဲ့အဲကြောင့်သူတို့ကသကောထဲမှာနှွားရဲ့အသေးဆုံးဥဆုံးကိုထည့်ပြီးတော့စကားကိုမြောက်ခါမျက်စိမိထားကြတာတဲ့ပြီးမှတင်မှာမြောက်ပါတယ် ပညာတက်ပြီပါလို့ပြောပြီးတော့ခဏစောင့်နေရတာတဲ့ကာလီဘိုက်ကအေးဆိုတော့မှအဲဒီစကောကိုထားပြီးတော့ပြန်သွားရတာတဲ့ဟိုလေးရာခြေလက်ကြည့်ကျင်တယ်သိပြီးရုပ်ချင်းရင်လည်းကြောက်တယ်ဗျအေးကြောက်တယ်ဆိုလို့ဆက်ပြီးပြောလိုက်အောင်မယ်တခါကဆုံးမတွေပညာတက်တာလိုက်ဆောင်တဲ့လူကိုတင်းချင်းဆောင်ကမျက်လုံးကြီးပြူပြီးတော့စူးစူးဝါးဝါးကြည့်လိုက်တာအဲဒီလူလန့်ဖြတ်ပြီးတော့နောက်နေ့ကျတော့တေးသွားရောတဲ့အဲဒါကိုလူကြီးတွေက ကံနိုင်နေလို့တင်းချင်းဆောင်ကဖန်းစားပြီးတော့တက်ပြစ်လိုက်တာလို့ပြောတယ်။အဲ့တော့ဘယ်လိုလုပ်ရမလဲဦးလေး။ကြောက်ရင်မကြည့်နဲ့ပေါ့။တရေကမမြင်ရလို့မသေးဘူး။တရေနဲ့တွေ့ပြီးအကြောက်လွင်ရင်တော့သေမှာ။မင်းတို့ပြောတဲ့တက်တဲ့ပြဆိုရင်ပြမယ်။အကြောက်လွင်လို့သိရင်တော့ငါတော်ဝင်မဟုတ်ဘူးနော်။ဦးလေးဦးလေးနဲ့ကျွန်တော်ကဆွေမျိုးရင်းကြည့်ပါဦးလေးရဲ့။အေးပါကွာ။ဒါကြောင့်ကြောက်ရင်မကြည့်ပါနဲ့လို့။ဦးလေးနဲ့ပြောမင်းဝေတို့ အခြေချပြောနေစင်မောင်းဇီယန်နိုင်ကမနေနိုင်တော့ပဲဟုတ်လေကျွန်တော်ကတော့မကြောက်တတ်ဘူးဗျသူလည်းရုပ်နေနန်းနဲ့ပဲကျွန်တော်တို့လည်းရုပ်နေနန်းနဲ့ပဲဗျအေးအေးမင်းကတရားရှိတယ်လို့ပဲကွာဒါဆိုရင် အလုပ်ဖြစ်တယ်ငါပြောမလိုက်ချင်ထားခဲ့ဘူးလေဦးလေးနဲ့ကျွန်တော်ပဲလာပြီးညမှာကာလီဘိုက်ကိုတွားကြည့်မယ်ဗျအဲ့ဒီခါဖြုံးမြင့်ဝေးကဟာဟေ့အောင်ငနိုင်မင်းတို့ကြည့်ပဲမတွားနဲ့ကွာငါလည်းလိုက်မှာပေါ့ကွာလိုက်မယ်ဆိုရင်လည်းမကြောက်နဲ့နော်အေးကြောက်ရင်မလိုက်နဲ့ ဒီနယ်လန်းကိုကြိုက်တာရွေးစားဒီလိုနဲ့နောက်ဆုံးမှာတော့ဇီယန်နိုင်တို့၃ယောက်ဟာကာလီဘိုက်ကိုသွားကြည့်ဖို့စွန့်ပစ်ချက်ချခဲ့ပါတယ်ကာလီဘိုက်ကာလီဘိုက်ဆိုတာကတော့ကလာတင်ញိုင်းရဲ့တင်ញိုင်းဆောင်လို့ပြောကြပါတယ်ကျန်တော်တင်ញိုင်းမှာတော့ကာလီဘိုက်ကအကြီးဆုံးနဲ့ရုပ်ကစုံမော်ကျင်းစဉ်ကိုကျင့်တဲ့သူတွေအားလုံးကကာလီဘိုက်စီမှာကွင်ရများဆက်တာပြီးတော့မော်ကျင်းစဉ်ကျင့်ကြပါတယ်စုံမာတွေကလည်းနွားရဲ့အသေးဆုံးဦးဆုံးနဲ့ပညာတတ်ကြပါတယ် ဟိုရှိခေကအယူအဆကတော့ရွာတရွာတင်လို့အိမ်သုံးလုံးရှိရင်တိန်ကစုံနဲ့အဲ့ဒီတော့ကအဲ့လောက်စုံနေပေါ်များပါတယ်လာပညာလာခွေညာတွေမှာကောင်းငယ်ထက်မှမိလုံးတွေတက်လိုက်ဆင်းလိုက်နဲ့စုံမိကစားကြပါတယ်တော်ရွာတွေမှာဆိုရင်အဲ့ဒီစုံမိလုံးတွေကိုလာပြည့်လာခွေညာတိုင်းတွေ့ရတတ်ပါတယ်မှချက်စာရေးသူဟာဒီဒီရေးသူပါစာရေးသူမျိုးကဆက်သွားမယ်ဆိုရင် ဖြောင်းပုံးထိရွာတွေရှိပါတယ် ဆိုင်တို့အင်ပေါ်ထက်ကကျော်ဘက်ကိုလှမ်းပြီးတော့ကြီးတယ်မယ်ဆိုရင် လာပြေလောက်ွက်ညတကောင်ကျော်ချင်းတော့မှမိလို့အနည်းရောက်နေဟာတိုးဆက်ကနေတပြေပြေကောင်းကင်စီကိုတက်လာကြပါလေတပင်ထိပ်ဖြောက်လောက်ရောက်မှတော့အပေါ်ကိုဆက်မတက်ပဲမိလုံးတစ်လုံးနဲ့တလုံးလိုက်တန်းပြေတန်းကစားသလိုမျိုးတွေတချို့ကလည်းအထက်နဲ့အောက်တက်လိုက်ဆင်းလိုက်ပြေကစားနေကြတယ်တချို့မိလုံးငါးလုံးခန့်လောက်တပြိုင်တည်းကောင်းကင်ဘက်ကိုတက်လိုက်ပြန်ဆင်းလိုက်ကစားနေကြတယ်ကိုတွေ့ရပါတယ် ။တကတိလီမှာတော့မီလုံ၄၅လုံးပါတဲ့ဒီဘက်အဖွဲနဲ့မီလုံ၄၅လုံးပါတဲ့ဟိုဘက်အဖွဲဟာတစ်ဖွဲနဲ့တစ်ဖွဲတိုက်ခဲ့တဲ့ပုံစံမျိုးတွေတွေ့ရတတ်ပါတယ်။ဒီဘက်မီလုံနဲ့ဟိုဘက်ကမီလုံပြေးပြီးစောင်းလိုက်တော့မိပွားတွေတော့တဖော်ဖော်ကြပါတယ်။၃လကလောက်စောင်းပြီးရင်ရှုံးနေမီလုံကဟောက်ကိုပြုတ်ကျသွားတယ်။မနေ့၃နာရီလောက်ဆိုရင်မီလုံအလုံးအောက်ခြေကိုပြင်ဆင်သွားကြတယ်။အဲ့ဒီမြင်ကွင်းကဇာတိသူခဏခဏမြင်ဘူးတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်ကအဖြစ်ပြပါတင်ညလာပြညဇီယန်နိုင်တို့သုံးဟာစွန့်ဖက်ချက်ချထားတဲ့အတိုင်းည7နာရီကျော်ကျော်လောက်ကျန်တော့တင်ညစီကိုလမ်းလျှောက်လာခဲ့ကြပါတယ်သူတို့အိမ်နဲ့ကျန်တော့တင်ညပေါင်း7မိနစ်ခန့်လမ်းလျှောက်ရင်ရောက်နိုင်တဲ့နေရာဖြစ်ပါတယ်သူတို့သုံးသောင်းမှာဝါစေးလို့ခေါ်တဲ့ရခုရှမ်းလမ်းစီမှာကျော်ဖြတ်ပြီးတန်တရာလမ်း တမိကဝရီလမ်းကြောင်းမှတစဉ်ဝီလူဝင်တိုက်တန်းများကိုဖျက်ကျော်ခဲ့ပါတယ်။ဒီနောက်မှာကန်ကိုလန်ဦးညိုလန်တို့ကိုဖျက်ကျော်ပြီးကျန်တော်တင်းကျိုင်းတွေကိုဝင်ရောက်ခဲ့ပါတယ်။တင်းကျိုင်းတွေဝင်မှဝီလီဦးမောက်ခိုင်ကငါတို့ကကာလီဘိုက်ရှိတဲ့နရဲပင်နာကချိုးပိုးထဲမှာဝင်ပြီးတော့စောင့်နေကြမယ်။ဒီလာပင်ညာ12နာရီမှာစုံမာရီမလာရင်နိုင်ပြန်တစ်ချက်တည်းထိစောင့်မယ်။အဲ့ဒီချိန်မှမလာရင်ပြန်မယ်ကွာ။နောက်လာပင်ညာမှာထပ်ပြီးလာတာပေါ့။ဟုတ်ဟုတ်ကဲ့ပါဦးလေး။ တို့ကဲ့သို့ပြောဆိုနေစဉ်မှာလေးခက်ကြကြံတစ်ချက်တိုက်ခဲလိုက်ရောလူငယ်နေဦးသားရဲ့ယင်းထဲမှာစိတ်ငင်နေအေးတော်ပါလေအမလေးလေးတိုက်တာနဲ့တဲ့ငါဖျားယောကဝင်ကျင်တယ်လို့ပဲဟိုနေ့ကပါဇက်ညင်ညင်ထောက်ကခလေးပိုက်နေမိတဲ့ကိုဝင်လာပြီနော်ဟုတ်ကဲ့ပါဦးလေတို့ကဲ့သို့ပြောပြီးတော့ဆက်လျှောက်လိုက်ရောမင်းညင်းတွင်မှာခွေးတကောင်မှာစတင်ဦးလိုက်ရောနောက်ပါနောက်လိုက် ခွေးလေးခွေးလွင်ငါးကောင်က တမ်းမြင်ဦးတန်းကျော်လက်ငယ်ချင်းတယောက်မှာကြည်တီပြင်းပြင်းထလာပြီးတော့ကောင်းတဲ့ဘက်ကြည်သွားခဲ့ပါတယ်။ဒါကြောင့်ဦးလေးရဲ့လက်ကိုကမ်းပြီး ကုတ်ချောင်းကုတ်ချောင်းနဲ့ဘင်းညာကြီးနဲ့နေရဲပင်ကြီးစီကိုရှောက်လန်းခဲ့ကြပါတယ်။မကြခင်မှာနေရဲပင်အနီးမှာရှိတဲ့ချုံပုံများစီကို ရောက်ရှိလာပြီးတော့တုံးရစလုံးချုံပိုးတစ်ခုထဲမှာနေရယူခဲ့ကြပါတယ်။အချိန်ကတော့ည7:00နာရီကျော်ကျော်ဇေယနိုင်ရောဖြူမင်းဝေပါအတွေ့အကြုံမရှိတဲ့အတွက်ကြောက်စိတ်များကြောင့် ရင်းနှီးကတိတ်တိတ်ခုံနေပါတယ်။ထို့စဉ်မြေပုံများနဲ့အုပ်ကူများကိုပြတ်တန်တိုက်ခဲလာတဲ့လေနဲ့တူပို့အဲ့အနံစိုးကတစ်ချက်တစ်ချက် ရောက်လာတဲ့အတွက်အန်ဂျင်စိတ်ကိုမနယ်မြိုသိမ့်ထားရပါတယ်။လူတို့ဆောင်ဆိုင်နေစဉ်ကိုကိုပင်ကြီးပေါ်မှာမဲမဲကောင်ကြီးတကောင်ပြန်တန်လာခဲ့ရ။ဟာပင်ရဖရရဲစချောက်ပြနေတူတယ်။ဒီရနိုင်ကခက်တူးတူးပြပြီးတော့မျက်စိမိတ်ထားလိုက်တယ်။အဲ့ဒီမဲမဲကောင်ကြီးမှာ ူတို့ဘုံအောင်နေတဲ့ချွန်ဘုံဤမှာရှိတဲ့ချွန်ဘုံတစ်ခုတည်းကိုဝင်သွားခဲ့တယ်။ဦးလေးတရင်လာပြီလားဟင်။ဟာဘယ်ရတရင်မှာတော့အဲ့ဒါလင်းဆွဲကွာ။မသိပါဘူးလေရဲ့ရင်ထဲကိုထိတ်သွားတာပဲဗျာ။လင်းဆွဲတွေကညဘက်ဘိုးကောင်မွားကောင်တွေကိုစားကြတာပါ။ထို့စဉ်လေးခကြညာတစ်ချက်တိုက်ခတ်ရ။အော်မလေးဘာတန်ကြီးတော့ဦးလေးကလေးချမ်းတိုက်လို့ဇေယမိုးကသူ့ပြားတွေအတန်ကြီးကြပါကွာ။ ခုလေကျွန်တော်တော့ဒီကိုလိုက်လာမိတာအမှားပဲနဲ့တွေ့တယ်။ဟာဘာဖြစ်လို့တော့ကွာ။တရေကိုအခုထိမတွေ့ရသေးဘူး။ဒါပေမဲ့ပဝန်းကျင်ကတန်းနေကြောင်းကြောက်လွန်းလို့သိတော့မယ်ဗျ။မင်းကလည်းယောက်ျားမဟုတ်တာကြာနေတာပဲ။မကြောက်စက်ပါနဲ့။ငါတရားလုံးရှိပါလေကွာ။မဖြစ်တော့ပါဘူးလေ။ပြန်ရအောင်။ထို့စဉ်တင်းကျိုင်းဝတ်မှာလူရေးတရံ၃ခုကိုလှမ်းပြီးတော့မြင်လိုက်ရသဖြင့်စီရနေ။မပြန်နဲ့။ဟိုမှာစုံမတစ်တိုက်လာပြီးနဲ့တွေ့တယ်နော်။ ။ဝန်လေးကတုတ်ကဲ့သို့ပြောသဖြင့်လာရလန်းကိုလှမ်းပြီးတော့ကြည့်လိုက်ရအောင်။လူရဲတရန်သုံးကိုတဖြည်းဖြည်းလျှောက်လာနေတာကိုတွေ့လေရပါတယ်။ဝန်လေးစုံမတွေလာပြီ။ဒါဆိုမှ ပြန်သေးဘူးဗျာ။အေးအေးစကားမပြောနဲ့တော့တို့လို့လောက်တာကိုကြည့်နေနော်။ဟုတ်ဟုတ်ကဲ့ပါ။လူရဲတရန်သုံးကိုမှတဖြည်းဖြည်းနဲ့နရဲမြင်းကြီးကိုရောက်ရှိလာခဲ့တယ်။တို့သုံးဟောသလုံးမိမများဖြစ်ပြီးတော့အနက်ရောင်အင်ဂျင်နဲ့အနက်ရောင်ထမင်းတွေကိုဝတ်ဆင်ထားပါတယ်။ လူတို့သုံးယောက်နဲ့ခေါင်းဆောင်လို့ထင်ရတဲ့မြို့သမီးကြီးကသပင်ကိုဖားရချတာပြီးတော့အနက်ရောင်ဆောင်ကိုခြုံထားပါတယ်။ဒုတိယမြို့သမီးကြီးမှာတော့စကောနဲ့ရောင်မတစ်ခုပါလာပြီးတတိယမြို့သမီးကြီးမှာ ထမိုးခကြီးကြီးတလုံးကိုကောင်းမွန်မှရွက်ထားပါတယ်။နိုင်ရဲပင်ကြီးတို့ခေါ်တဲ့ကိုကိုမင်းကြီးရဲ့ရှိမောင်သတင်းစာရွက်တရွက်ကိုဖြန့်ခင်လိုက်ပါတယ်။အဲ့ဒီသတင်းစာရွက်ပေါ်မှာစကောကိုတင်လိုက်ပါတယ်။ထို့ကားတတိယမြို့သမီးကတမိုးထဲမှာပါတဲ့အရာတွေကိုထုတ်ပြီး သကောတဲ့ကိုထည့်လိုက်ပါတယ်။လာပညာဆိုပေမဲ့ပြုတ်တော့တဲ့အလင်းရောင်သားရှိတာဖြစ်လို့ပါရိမန်တော့မသိပါဘူး။အိုးဆုံးမလေးညာတတိကောင်းလိုက်တော့ညသကောင်းရချင်းမတင်းရင်တဲ့ကိုလောင်းဝင်တော့အံ့မာရဲ့ဗျာ။ဇေယနိုင်ကတယောက်တည်းတီးတို့ရေရွနေမိတယ်။မကြခင်ခေါင်းဆောင်မြို့သမီးကသကောကိုရောင်းမနဲ့ခောက်ပြီးတော့ဒီနယ်ရဲ့ဘက်မှာရှိတဲ့အရှင်ကြီးကို အမဲဦးဆုံးအသေးဆုံးနဲ့ဆက်တာပါတယ်။သုံးဆောင်တော်မူပါ။ ဤကဲ့သို့၃ချိန်၃ငါပြောဆိုလိုက်တယ်သူကဲ့သို့ပြောပြီးခဏစောင့်ပြီးတဲ့နောက်အရှင်ကြီးကိုပွဲများဆက်တာပါလေအရှင်ကြီးကကိုထင်ပြပြီးကျွန်တော်မျိုးမတော်ကိုပညာဆင့်တက်ပြီးပါသူကဲ့သို့ပြောဆိုလိုက်ရောဦးလေးဥမောက်ခိုင်ပါဇီယံနဲ့မောင်ဖြိုးကြီးပွဲကြီးပွဲကောင်းမဟေ့ကိုထင်ပြရင်မင်းတို့မြင်ရမှာကွာသူကဲ့သို့ခတ်တိုးတိုးလေးစားနဲ့ပြောလိုက်ပါတယ်ဇီယံနိုင်တို့နှစ်ယောက်လေးကြောက်ကြောက်နဲ့ကြည့်နေတော့ လေပြင်းတစ်ချက်တိုက်ခတ်လာပြီးတော့အဖို့နဲ့များမခံနိုင်အောင်ထောင်းကနေလှိုင်းကနေလှိုင်းဝေလာခဲ့တယ်။မကြမီမှာနရဲမင်းကြီးနေမှာအမွေးမြင်ထူပြစ်နေတဲ့လက်မကြီးတစ်ခုပေါ်လာပြီးတော့စကောတဲ့ကိုနှိုက်လိုက်ပါတယ်။ဟာဟိုမလက်မကြီးပေါ်လာပြီ။ဖြုံးမင်းဝေက ကြောက်လန့်နေကြအောင်အာမရိတန်နဲ့ခတ်တူတူပြောလိုက်ပါတယ်။ဒီရနိုင်ကတော့ငကူကလေးကခက်ကြောက်ကြောက်မှုအတမထွက်နိုင်အောင် ကြောက်ရွံ့ဆိုတင်နေပါတယ်။နောက်တော့တကလုံးအမွေမြင့်နေဖုံးနေတဲ့ဆယ်ပေလောက်ရှိတဲ့အကောင်ကြီးတစ်ကောင်ရဲ့တရံဟောင်းတဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့၎င်းထဲမှာရှိတဲ့အမဲဦးဆုံးအသေးဆုံးကိုလှမ်းနှိုက်ပြီးတော့ပဇက်ကြီးကိုခါလိုက်အောင်ပဇက်ကြီးမောင်းတွေးနေနေရဲနေပြီးအစွဲနှချောင်းမှာပြုတ်ထွက်နေပါတယ်။မျိုးလုံးကြီးနှလုံးကလည်းမိကြီးကဲလို့နေရဲနေပါတယ်။အဲဒီအကောင်ကြီးကိုကြည့်ပြီးဖြုံးမြင့်ဝင်မောင်း ဘယ်လို့မှစိတ်မထိနိုင်တော့ပဲနဲ့အော်မလေးဗျာလှုပ်ကြပါဦးကဲကြပါဦးဗျာတို့ကဲ့သို့အတန်အကြီးနဲ့អော်ပြီးချုပ်ဖို့ထဲကနေကြောလာနဲ့ပြေးထွက်ခဲ့ရောသူရဲ့ပစိုးတစ်ခုလုံးမှလည်းရှူးရှူးတွေနဲ့ရွှဲရွှဲဆုံနေပါပြီသကောထဲမှာ အမဲဦးဆုံးအသေးဆုံးတင်ပြီးတော့ပွေဆက်နေတဲ့မိမကြီးကပြောမငွေကိုကြည့်ပြီးပထမတော့လန့်သွားခဲ့တယ်နောက်တော့သူတို့ရဲ့ပညာတက်ပွဲကိုဖြည့်ဆည်းတဲ့သူလို့ထင်ပြီးတော့စိတ်ဆိုးမှန်ဆိုးနဲ့ အဲ့ဒါငါတို့ပညာတွေရဲ့ပွဲစဉ်ကိုဖျက်တဲ့မကောင်းဆိုးဝါးကောင်ပဲလိုက်ပြီးတော့ရိုက်ဆိုင်အမြဲတမီးနှစ်ယောက်ကဖြိုးမေဝရဲ့နောက်ကိုအပြေးလိုက်သွားတဲ့ဖြင့်ဇီယန်နိုင်နဲ့ဦးလေးဖြစ်သူမောင်မနေတာတော့ပဲသူတို့ရဲ့နောက်မှာအပြေးလိုက်လာခဲ့တယ်အမြဲတမီးနှစ်ယောက်ကဖြိုးမေဝကိုမိလာပြီးတော့ဖမ်းဆွဲလိုက်ပါတယ်ပြီးတော့သူတို့မှာပါလာတဲ့ရောင်းမနဲ့ခောက်ပြီးတော့ဟဲ့နေရဘယ်ကပြောကဆရာလဲဘာဖြစ်လို့ငါတို့ကိုနှောက်ရတာတော့တကယ်လို့ဆိုပြီး ရိုက်နေပါတယ်။မကြမီဥမောင်နိုင်နဲ့ဇီယန်နိုင်တို့မိလာပြီးတော့အမကြီးတို့ရဲ့မလုတ်ပါနဲ့ဗျာ။သူကကောင်းကောင်းစိတ်မနှက်လို့ပါ။စိတ်မနှက်တဲ့သူကကျုပ်တို့ကိုဘာဖြစ်လို့ပွဲဖြစ်ရတာလဲ။အဲ့ဒီလိုမဟုတ်ပါဘူးအမကြီးရဲ့ကျွန်တော်တို့ကတောက်မှန်ပါလေ။ဤကဲ့သို့ ရုံရင်ဆန်ကဖြစ်နေစေမောင်။ဟဲ့လူတွေဟဲ့လူတွေတင်းငယ်ထဲမှာအချိန်မတော်ဘာဖြစ်နေရတာတော့။ဟာရဲတွေပါလား။ဟုတ်တယ်ပတ်တရောင်လည်းနဲ့ ခင်ဗျားတို့ရဲ့ order ဟိတန်တွေကိုကြားလို့လာဖမ်းတာကျွန်တော်တို့မှဘာပြစ်မှမရှိပါဘူးယကြည်ရဲ့ခင်ဗျားတို့ဗျာပျော်ပါးစရာရှာလို့တင်းညင်းထဲမှာလာပြီးတော့ပျော်ပါရတယ်လို့ဗျာမမဟုတ်ပါဘူးယကြည်ရဲ့ကျွန်တော်တို့မပျော်ပါပါဘူးဗျာဘာမှပြောမနေနဲ့မောင်ရိတ်ခုံမနဲ့အားလုံးကိုဖမ်းတယ်လာခဲ့စခန်းကြမှာရှင်းမယ်အဲ့လိုနဲ့ရေစခန်းကိုထိုးမိမ၃ယောက်နဲ့ဇီယန်နိုင်တို့၃ယောက်လိုက်သွားခဲ့ရပါတယ်စာရည်သူโอเค ဇာယိတုဆီယမကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။စေဝင်စားပွဲသိတဲ့ရင်ဘူးပြည်မန်ဇလန်ကောင်းလေးကိုမာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိလိုက်ပါအပြင်နားဆင်ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညာရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နှိပ်ပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှိခုံသွားလို့ရပါတယ်။အမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တချောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူက အလေးထားပြီးစပြန်ပေးနေပါပြီ။စပတ်တော်ကိုဝါသနာပါပေးမယ်။စပတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါမီဟော်တာ channel လေးကနေထူးခြားဆန်းကျင်းလိုဝတ်ဆန်းကျင်းဒေဒရင်ဖို့ပရလောကကံမီယရေမတန်မှုခင်ဖြစ်ရဲ့မဇလန်ကောင်းများစွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ။